ထရအစိုးရကဟာဘတ်တက္ကသိုလ်ကိုဘာကြောင့်၆ွက်ချင်းရပုံငွေတွေရဆိုင်းလိုက်တာလဲဟုတ်ပါတယ်တကယ်ပဲရဆိုင်းလိုက်တာပါ အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ပြပေးမယ့်နိုင်ငံတကာစောင့်မတ်တစ်ပုဒ်ကတော့ဆရာကြီးဗမော်သိန်းဖေရဲ့စကုံးရဲ့လီလာပိုင်း2025ခုနှစ်မှာရေးသားထားတဲ့ထရအစိုးရကဟာဘတ်တက္ကသိုလ်ကိုဘာကြောင့်ထောက်ပတ်ချင်းရပုံငွေတွေရဆိုင်းလိုက်တာလဲဆိုတဲ့စောင့်မတ်ပဲဖြစ်ပါတယ်စောင့်မတ်ပြေဆောင်ကတော့ တမနာဒေါ်နယ်ထရန့်အဆိုအရကဟာဘတ်တကတော်ကိုဒေါ်လာ၂ကသမနှစ်ဘီလီယံတန်သူ့ပြည်ထောင်ထောက်ပံ့ရန်ပုံငွေနဲ့ဒေါ်လာတန်း60တန်းစာချုပ်တွေကိုရဆိုင်လိုက်ကြောင်းကြေညာပါတယ်။ဘာကြောင့်လဲဆိုတော့ဟာဘတ်တကတော်ကအဆိုအရရဲ့မူဝါဒညွှန်ကြားချက်တွေကိုမလိုက်နာတာကြောင့်လို့ဆိုပါတယ်။ဧပြီလ17ရက်2025ခုနှစ်မှာအဆိုအရကဟာဘတ်တကတော်ကိုစာတစောင်ပို့ပြီးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။တောင်းဆိုမှုတွေက၁ လူမျိုးစုံညီများရေး DEI အစီအစဉ်တွေဖြတ်ပြရမယ်။နှစ်လူမျိုးအသားအရာမူလစစ်မြစ်ပေါ်ဦးစားပေးတာတွေမလုပ်ပဲအရေးသွေးပေါ်မှာအခြေခံပြီးကြောင်းသားကြောင်းသူနဲ့ဆရာတွေကိုလက်ခံရမယ်။ကြောင်းသားဆရာနဲ့ဝန်ထမ်းတွေရဲ့မတူညီတဲ့အတွေ့အမြင်တွေကိုစစ်ဆေးရမယ်။ဂျူးဆန့်ကျင်ရေးနဲ့အမေရိကန်ဆန့်ကျင်ရေးသဘောထားတွေရှိမရှိစစ်ဆေးရမယ်။ ကြောင်ဝင်တဲ့ဆန္ဒပြပွဲတွေမှာမျက်နှာဖုံးတက်စင်တာကိုပိတ်ပင်ရမယ်။အထူးသဖြင့်ပါလက်စတိုင်းထောက်ခံတဲ့ဆန္ဒပြပွဲတွေကိုဆိုလိုခြင်းဖြစ်တယ်။နိုင်ငံတကာကြောင်းသားတွေကိုအမေရိကန်ရဲ့စံနှုန်းတွေနဲ့ဆက်ကျင်သူတွေမဖြစ်ရအောင်စစ်ဆေးပြီးမှ တက္ကသိုလ်ဝင်ခွင့်ပေးရမယ်။စီကံဖောက်ပြတဲ့နိုင်ငံခြားကြောင်းသားတွေကိုလူဝင်မှုကြီးကြပ်ရေးထံအစီရင်ခံရမယ်။၆ တက်ကြလောလန်စရာတွင်စီမံခန့်ခွဲသူတွေရဲ့လှမမှုကိုရှော့ချရမယ်။ခွန်ပြည်ရင်းဝန်ကြီးဌာနလို Federal Agency တွေနဲ့အပြည့်အဝပူးပေါင်းရမယ်။စတဲ့အချက်တွေပဲဖြစ်ပါတယ်။ဖိုတောင်းဆိုချက်တွေကို Harvard တက္ကသိုလ်ရဲ့ဥက္ကဋ္ဌအလန်ကာဘာကဒီတောင်းဆိုချက်တွေကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူး။အစိုးရရဲ့အာဏာကို ပိုသုံးတာလို့ဆိုပြီးညှင်းပယ်ခဲ့ပါတယ်။သူက Harvard တက္ကသိုလ်က CRC စာရေးပြီး ကျောင်းရဲ့လွတ်လပ်မှုကိုလက်လွတ်မထားဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးတွေကိုလည်းမစွန့်လွတ်ဘူးလို့ပြောပါရယ်။ဒီတောင်းဆိုချက်တွေကလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုချိုးဖောက်တာဖြစ်တယ်။ဟာဘက်ရဲ့မြန်ရင်ညင်သွေးဆိုင်ရာလွတ်လပ်မှုကို ထိန်းချုပ်ဖို့ကြိုးစားတာလည်းဖြစ်တယ်။အလန်ကာပါပြောပါရယ်။ဂျူးစန့်ကျင်ရေးတွေကို တားဆီးဖို့ဟာဘက်ကလွန်ခဲ့တဲ့15လအတွင်းလှုပ်ထားပြီးသားအစီအမံတွေ ရှိတယ်။ ဥပမာရှေ့ကန်ဖောက်သူတွေကိုအရေးယူတာလုံခြုံရေးအစီအမံတိုးမြှင့်တာမျိုးတွေလုပ်ထားတာဖြစ်တယ်လို့သူကပြောပါတယ်။ဟာဘတ်ကတော့ဘက်ကအစွန်ရရဲ့တောင်းဆိုချက်တွေကိုညှင်းပယ်လိုက်ပြီးနိုင်ပိုင်းရင်တွေမှာပဲအစွန်ရရဲ့အဖွဲ့စည်းထားတဲ့ဒုစက်ကျင်ရေးကိုတိုက်ဖြတ်တဲ့ပူပေါင်းအဖွဲ့ကဒီရန်ပုံဝင်တွေကိုရက်ဆိုင်လိုက်တယ်လို့ကြီးညာလိုက်ပါတယ်။ဟာဘတ်ကတော့ဘက်ကတော့အခွင့်အထူးခံစားကြတဲ့စိတ်ထားရှိတယ်။ ိုင်ငံသားအခွင့်အရေးဥပဒေတွေကိုမလိုက်နာဘူးလို့ပြန်လဲဆဆွဲလာပါတယ်။အမှန်ကတော့ဒီရန်ပုံငွေတွေဆိုတာစေပညာ၊သိပ္ပံနဲ့ဒီပညာလိုသူ့ဝေဒနာတွေအတွက် အရေးကြီးတာပါ။ဥပမာတီဘီယောဂသူ့ဝေဒနာတို့အာကတာခီးစင်တွေလိုမျိုးဒုက္ခနာကိုပေါ်တရားမှုကိုလေ့လာတာမျိုးတွေထိအားပါတယ်။ဒီလိုထောက်ပံ့ခြင်းတွေရဲ့ဆိုင်မှုကဟာဘတ်တတတုံနဲ့သူ့ဝေဒနာအတူလို့ဆောင်နေတယ် Mass General နဲ့ Dana Favor တို့လိုစေယုံကြီးတွေကကိစ္စဌာနတွေကိုပါ ထိခိုက်စေပါတယ်။တရားမှုအကျိုးဆက်အနေနဲ့ဒီရပုံဝင်ဖြစ်တာမှုကြောင့်သူ့ဒနာတွေရက်တက်သွားမယ်။ဥပမာဒေါ်လာတန်း60တန်းအမျိုးသားအကျန်းမာရေးဌာနရဲ့စာချုပ်တစ်ခုရက်ဆိုင်ဖို့အမိတစ်ခုထွက်လာတယ်။ဟာဘတ်တကတူပန်မောက်ခဆာရာဖော်ချွန်းက သူ့ရဲ့ TV သူ့ဒနာကိုရက်ဖို့အမိရခဲ့ပြီး သူ့ဒေသနာမှာတုံးတဲ့တရိတ်ဆန်တွေကိုတုတ်တင်လိုက်ရမလားဆိုတဲ့စိုးရိမ်မှုတွေရှိလာတယ်လို့သူကဆိုပါတယ်။ဟာဘတ်မှာဒေါ်လာ93ဒသမ2ဘီလီယံတန်ရန်ပုံငွေရှိပေမဲ့ဒီထိခိုက်မှုကိုဖြေရှင်းဖို့ Wall Street ကနေဒေါ်လာတန်850ချင်းဝင်ယူခဲ့ရပါတယ်။ဒါပေမဲ့သူ့တွေတီတီကတော့ဒီလိုဖြစ်တာမှုကသိပ္ပံဆိုင်ရာလုံတက်မှုတွေကိုအန္တရာယ်ဖြစ်စေတယ်လို့စိုးရိမ်နေကြပါတယ်။ ဟာဘက်ကအစွန်ရရဲ့ရန်ပုံတွေဖြစ်တော့မှုပြစ်မှတ်ထားခံရတဲ့ခုနှစ်ခုမြောက်ထိတ်တန့်တက္ကသိုလ်ဖြစ်လာပါတယ်။အရင်က ကိုလံဘီယာတက္ကသိုလ်ကိုဒေါ်လာတန်၄၀ကော်နယ်တက္ကသိုလ်ကိုဒေါ်လာ၁ဘီလီယံနော့ဝက်စတန်တက္ကသိုလ်ကိုဒေါ်လာတန်း890အတီးတီးထောက်ပံ့ခြင်းရန်ပုံငွေတွေဖြတ်တောက်ခံခဲ့ရပါတယ်။ 2023ခုနှစ်ကစလို့အမေရိကန်နိုင်ငံတဝန်တက္ကသိုလ်တွေမှာပါလက်စတိုင်းထောက်ခံတဲ့ဆန္ဒပြပွဲတွေစတိုက်ဆိုသလိုဖြစ်ပေါ်နေကြတာပါ။ Trump အစိုးရအနေနဲ့လည်းအစရေးဘက်ကယက်တီပေးနေတာကြောင့်ဂျူးစန့်ကျင်ရေးကိုထိန်းချုပ်ဖို့လုပ်နေတာဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့် Harvard ကဆရာရီအရင်ဗန်နာရေးဝန်ကြီး Larry Summers တို့ဝေဖန်သူတွေကတော့ဒီလုပ်ရက်တွေဟာတန်ခတ်ရရောက်တဲ့ဥပဒေနဲ့မညီဘူးလို့ဆိုကြပါတယ်။ ာဘတ်တက္ကသိုလ်ဆရာတွေကအစိုးရရဲ့လုပ်ရက်ကတရားဥပဒေကိုချွတ်ဖောက်တယ်ဆိုပြီးတရားစွဲဆိုထားပါတယ်။ဒီလိုအစိုးရရဲ့လုပ်ရက်တွေကြောင့် Cambridge မြို့မှာဆရာတွေဒေသခံတွေဆန္ဒပြခဲ့ကြတယ်။လူမှုကွန်ရက် H ပေါ်မှာလည်းလူတွေရဲ့ထင်မြင်ချက်တွေကွဲပြားနေကြတာတွေ့ရပါတယ်။တချို့ကဟာဘတ်တက္ကသိုလ်ရဲ့ဆုံးဖြတ်ချက်ကိုပညာရေးလွတ်လပ်ခွင့်အတွက်ညှတိမှုလို့ချီးကျူးကြတယ်။ဒါပေမဲ့လွတ်တော်အမတ် အဲလစ်စတီဖန်နီလိုလူတွေကတော့ဂျူးစာချင်းရေးကိုမဖြေရှင်းနိုင်ဘူးဒီထောက်ပံ့ခြင်းရံပုံငွေရက်ဆိုင်မှုကိုထောက်ခံတယ်လို့ပြောပါတယ်ထရန့်ကိုယ်တိုင်ကလည်းဟာဘတ်ကို နိုင်ငံရေးအဖွဲ့အစည်းလို့ခေါ်ပြီးအခွန်လွတ်ကင်းခွင့်လုပ်သိမ်းတင်တယ်လို့သူ့ရဲ့လူမှုကွန်ရက် Truth Social မှာပြောထားပါတယ်နောက်ဆုံးအနေနဲ့ဒီထောက်ပံ့ခြင်းရံပုံငွေရက်ဆိုင်မှုကထရန့်အစိုးရအတွက်ဘာကြောင့်အရေးကြီးရလဲ ဒီဖြစ်ရက်ကထရအစိုးရရဲ့ပညာရေးကိုပြန်ပုံပေါ်ဖို့စ조사မှုအနေနဲ့ရောတက္ကသိုလ်တွေရဲ့လွတ်လပ်မှုကိုကာကွယ်နိုင်ဖို့စ조사မှုအကြာကအစိုးရနဲ့တင်းမာမှုကိုပြတ်ပန်နေတာဖြစ်ပါတယ်။ဟာဘတ်ရဲ့ဒေါ်လာ53.2ဘီလီယံတန်ရန်ပုံငွေနဲ့ပြတ်သားတဲ့ငင်းဆန်မှုကအစိုးရရဲ့ရန်ပုံငွေဖြတ်တောက်မှုကိုအနိုင်ယူဖို့ရှာရှာပါပါစ조사မှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ဒီအဆိုင်မှုက ကမ္ဘာလုံးဆိုင်ရာသုတေသနတွေကိုထိခိုက်စေနိုင်ပြီးနိုင်ငံသားအခွင့်အရေးကာကွယ်မှုနဲ့ပညာရေးဆိုင်ရာလွတ်လပ်မှုအကြားမျှတမှုကိုမေးခွန်းထုတ်စရာဖြစ်စေလာပါတယ်။ဒေါ်နယ်ထရန့်ဦးဆောင်တဲ့အစိုးရဟာကိုလံဘီယာလိုတခြားနာမည်ကြီးတက္ကသိုလ်တွေနဲ့လည်းတရားရေးရင်ဆိုင်မှုတွေညှိနှိုင်းမှုတွေရှိနေရာကြောင့်ဒီပဏိပခါကပိုကြီးလာနိုင်ပါတယ်ဆိုတာတင်ပြလိုက်ရပါတယ်ရှင်။ဆောင်းပါးလေးကိုအဆုံးထိတည်ရှုနာဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။